အလိုမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဥက္ကုကုမောင် AGDI 6 GDN အကြောင်းပြပါတယ်ကျွန်တော်က1993ကအကြောင်းပြပါတယ်ခင်ဗျာအဲခဏိဆွေးနွေးမယ့်အကောင်းဆုံးကတော့ comparison ရော photo and two to engine နိုင်ရှင်ဖော်ပြတာပေါ့ကျွန်တော် photo engine နဲ့ two to engine ရဲ့အားသာချက်တွေအားနည်းချက်တွေဒါတွေကိုကျွန်တော်တို့နိုင်ရှင်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ဟိုဒါတွေသိရတော့ဘာတွေဘာတွေကျွန်တော်တို့ထူးခြားလာမလဲဘာတွေအကျိုးရှိမလဲ ဖိုးထုတ်ဒူးထုတ်အင်ဂျင်တွေရဲ့နှိုင်းရှင်ပေါ်ပြချက်တွေကိုသိချင်းအားဖြင့်အော်ဖိုးထုတ်မှာဆိုဒါဒီအားနေနေတကယ်လို့များကိုကဖိုးထုတ်အင်ဂျင်ကိုမောင်းမီဆိုတာနဲ့ဒီအားနေချက်တွေကိုငါတို့ဝယ်ယူဆက်ရမယ်ဒူးထုတ်အင်ဂျင်တွေကိုမောင်းမီဆိုတာနဲ့ဒီအားနေချက်တွေကိုငါတို့ဝယ်ယူဆက်ရမယ်ဒါတွေကဒီလိုဖြစ်တတ်ပါလားဒါတွေကဒီလိုအလုပ်လုပ်နေပါလားဆိုတာသိရမှာဖြစ်ပါတယ်ဒါကြောင့်ဖိုးထုတ်နဲ့ဒူးထုတ်ရဲ့နှိုင်းရှင်ချက်တွေဒီကျွန်တော်တို့နားထောင်တဲ့လူတွေလေ့လာတဲ့လူတွေအတွက်အများကြီးအကျိုးရှိမှာဖြစ်လို့ကျွန်တော်တို့ comparison of photo and two show ဆိုတဲ့အင်ဂျင်ကို တို့ဆက်လက်ပြီးတော့ဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဖိုတိုအင်ဂျင်ဆိုတာဘာကိုခေါ်တာလဲဖိုတိုအင်ဂျင်ဆိုတာပစ်တင်ကအပေါ်အောက်ပေါ့စတုတ်၄ခုရှိလို့ပေါ့ဘာမှခရခရစမရှိပါဘူးဖိုတိုဆိုတာ ਨੇ စတုတ်၄ခုရှိတယ်အဲ့စတုတ်၄ခုမှာမှဝမ်းစာကဲတစ်ပတ်ပေါ့နော်ဝမ်းစာကဲလဲတယ်ပေါ့အဲ့ဒါကိုဖိုတိုလို့ခေါ်တယ်ဟောဒီဘက်မှာ2စတုတ်2စတုတ်ကြတော့အဲ့ဒီပစ်တင်ကကျွန်တော်တို့ TDC နဲ့ BDC ကိုစတုတ်နှစ်ခုနဲ့ဝမ်းစာကဲဖြစ်ပေါ်တာအပေါ်အောက်နှစ်ခါတက်လိုက်ဆင်းလိုက်လုပ်တယ်2စတုတ် အပေါင်း၄ခါအတက်ဆင်းလုပ်တယ် host 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 ဆိုတာ ਨੇ ဝမ်းစာခဲ့ပြီးရင် one inch ဖြစ်ရင် seat back တစ်ခါပန်းသွင်းရင်ပေါ့နော် power တစ်ချိန်ရရင်ဒါဒီ host host အတူးထုတ်ဆိုတာဒီ stroke အပေါ်အောက်အတက်အဆင်းနှစ်ခါလုပ်တယ်ဝမ်းစာခဲ့ဖြစ်တယ်ဒါဒီတူးထုတ်ဖြစ်ပါတယ်နောက်တစ်ခုနံပါတ်1အချက်အနေနဲ့ကျွန်တော်ဆွေးနွေးရမယ်ဆိုရင် crash ကနှစ်ပတ်လည်မှာပါဝါရတယ် stroke က၄ခုရှိတယ် stroke ၄ခုဆိုတော့ကျွန်တော်အပေါ်နဲ့အောက်နဲ့အတက်အဆင်းက လုတ်တဲ့အချိန်မှာနှစ်ပတ်လဲတယ်နော်ဒီ crash ကြီးอ่ะကျွန်တော်အငင်ကြီးကနှစ်ပတ်လဲသွားတဲ့အချိန်ကျမှ crash ကြီးနှစ်ပတ်လဲသွားတဲ့အချိန်ကျမှ power တစ်ချိန်ပဲ power တစ်ချိန်ရတယ်ဆိုတော့စီပန်းသွင်းတာတစ်ချိန်ပေါ့နှစ်ပတ်လဲမှ power တစ်ချိန်စီတစ်ခါပဲပန်းသွင်းတာဖြစ်ပါတယ်လူစုအင်ဂျင်ကြတော့ crash တစ်ပတ်လဲမှ power တစ်ချိန်ပဲရတယ်ဟိုကျွန်တော်ဓာတ်ရီတိဘာတွေထူးကြတယ်ဓာတ်ရီဒီစာရီဖတ်ပြီးတော့ဘယ်နေရာသုံးရတာလဲဆိုရင်တော့ရှင်းပြအောင်ကျင်ပါ တော့ဒါဟုတ်သိသွားပြီဒီအင်ဂျင်ကဖိုးချုပ်အင်ဂျင်ဖိုးချုပ်အင်ဂျင်မှာတကယ်လို့များဒီဇယ်အင်ဂျင် injection pump တစ်လုံးကိုကျွန်တော်ပြုပြင်တော့မယ်ဒါမှမဟုတ် calibration machine body စက်ကုံပေါ်တင်တော့မယ်ဒါဆိုရင်ဒါမှမဟုတ်ရင် C timing နဲ့ pump timing နဲ့ပြန်ချိန်တော့မယ်တော့ pump timing နဲ့ချိန်တော့မယ် C C ရဲ့ pump နဲ့ power ပေါ့နော် C pump အားတွေ C pump အမဲ့ပမာဏတွေဒါတွေကိုတိုင်းတာစစ်ဆေးတဲ့အချိန်ကြတော့ကျွန်တော်စစ်ဆေးပူရန်လိုလာတာကအတူးချုပ်လောက်ဖိုးချုပ်လောက်သိမှသာတယ်ဒီ injection pump ကို ျွန်တော်တို့စစ်လို့ရအောင်ဟောဒူးချိုးအင်ဂျင်ဖြစ်သွားပြီဆိုတာနဲ့ဒူးချိုးအင်ဂျင်ဆိုရင်ကျွန်တော် crash တပတ်လည်ရင် power တစ်ချိန်ရတယ်ဒါဆိုအင်ဂျင်ကြီးကလည်းတပတ်လည်တိုင်းလည်တိုင်း power တစ်ချိန်ရတာဖြစ်တဲ့အတွက်အင်ဂျင်ရဲ့အပတ်ရည်1500ဆိုရင် injection pump လည်း1500လေးရမှာဖြစ်ပါတယ် calibration machine ပေါ်တင်ပြီးတော့စမ်းသပ်တဲ့အချိန်ကျတော့ဒူးချိုးအင်ဂျင်ဆိုတာနဲ့အင်ဂျင်ရဲ့ level မှုအတိုင်းသူဒီမောင်းပေးရမှာမောင်းကြည့်ရမှာဖြစ်ပါတယ်ဖိုးချိုးအင်ဂျင်လို့ပြောတာနဲ့ တပတ်လေမှာပါပါတခြင်းရတယ်တပတ်လေမှာစီတကာပန်းတော့ဖြစ်တဲ့အတွက်ဖူးထုတ်အင်ဂျင်ကို calibration machine မှာတင်ပြီးတော့ဆန်းတက်တယ် injection pad တွေကိုစစ်ဆေးတဲ့အချိန်မှာသူဒီအင်ဂျင်ကအပတ်ရီ200လေးတယ်ဆိုရင်ကျွန်တော်တို့ injection pad ကအပတ်ရီတရာပဲလေမှာဖြစ်ပါတယ်ဒီနည်းအားဖြင့်ဆန်းတက်လို့ရတယ်ဒီလိုနည်းနဲ့ဆန်းတက်ရမယ်စစ်ဆေးရမယ်ဆိုတော့ဖူးထုတ်ဖူးထုတ်ဆိုတော့အတိထားမှသာလျှင်ဆန်းတက်တာတွေစစ်ဆေးတာတွေပြုလုပ်လို့ရမှာဖြစ်ပါတယ် ။ဒါကြောင့်ဒီကျွန်တော်သီအိုရီသိချင်းအဖြစ်တတွေ့တတွေ့လိုက်လံဆောင်ရွက်တဲ့အခါမှာလည်းအများကြီးသုံးတယ်မှာဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့ပြောရင်တော့ fly wheel ကြီးတယ်ပေါ့ fly wheel သေးတယ်ပေါ့။အဲ့တော့ဖိုးချိုးလို့ပြောရင်လေပတ်လှူရှားတဲ့ပုံစံကကျွန်တော်တို့ fly wheel ကြီးမှာပဲသူကလေပတ်ရတာအားထည့်ရမှာเนาะအားလဲအားလဲဘိန်းလို့ခေါ်တယ် fly wheel ရဲ့ကြီးနေမှာအဆင်ပြေပါတယ်။အတူတူလို့ပြောရအောင် fly wheel သေးတယ်ပေါ့အင်ဂျင်ပါဝါကခက်ဆင်နေမယ်အရေအတွက်တစ်ချိန်အလုံးအရေအတွက်ကလည်းတူတူပဲဖြစ်နေခဲ့ရင်တောင အဲ့ဖလိုင်းဝီးရဲ့စာကိုကြည့်လိုက်အောင်လည်းသိပါတော့ဒါဖိုတိုဒါဒူတိုဆိုချက်ချင်းသိနိုင်မှာဖြစ်ပါတယ်ဖလိုင်းဝီးကြီးရဲ့ဖိုတိုကဒူတိုသည်ဖလိုင်းဝီးဒေတာဖြစ်ပါတယ်နောက်နံပါတ်၄အချက်အနေနဲ့ပြောမယ်ဆိုတော့အရွယ်ဒူအင်ဂျင်တွေမှာပါဝါနေတယ်အခုနကလည်းပေါ်ပြပြီးဖြစ်ပါတယ်အရွယ်ဒူအင်ဂျင်တွေမှာဒူတိုအင်ဂျင်ကတော့ပါဝါ1.3 time တိတ္တသမ3ဆများတယ်လို့ပေါ်ပြပါတယ်အဲ့တော့ဒါကကျွန်တော်ဘာလို့ပြောတာလဲဆိုတော့တကယ်လို့များ6လုံးလို့အင်ဂျင်ပေါ့ အဲအင်ဂျင်နှလုံးလုံးက6လုံးလိုဖြစ်တယ်။တစ်ခုကဖိုးထုတ်အင်ဂျင်ဖြစ်တယ်။တစ်ခုကတူးထုတ်အင်ဂျင်ဖြစ်တယ်။ပစ်တင်ရဲ့ diameter တွေ stroke တွေကလည်းအားလုံးတူတူပဲ။ mean effective pressure လည်းတူနေမယ်။ဒါဆို power ဘယ်ကများလဲ။တူးထုတ်ကပြများတာပေါ့။တူးထုတ်ကတစ်ပတ်လည်းမှ power ရတယ်။ဖိုးထုတ်ကနှစ်ပတ်လည်းမှ power ရတယ်ဆိုနှစ်ဆရှိမယ်လို့တော့ထင်ရတာပေါ့။တကယ်တမ်းတွက်ကြည့်တဲ့အချိန်ကျတော့တိတ္တသမ3ဆလို့ခေါ်တယ်။တိတ္တသမ3ဆဆိုတော့တကယ်လို့များဖိုးထုတ်အင်ဂျင်က တရာ horsepower 100 horsepower ရှိခဲ့ရင်ဒူးထုတ်အင်ဂျင်ဒီ130 horsepower ရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒူးထုတ်အင်ဂျင်ဒီ power ပိုများတယ်ဆိုတာကျွန်တော်သိရမှာဖြစ်ပါတယ်အဲတော့နံပါတ်5အချက်အနေနဲ့ပြောမယ်ဆိုတော့ကူလင်းရဲ့ lubricating အတွက်ကိုကျွန်တော်ပွန်းစားမှုဝီယာနဲ့တီယာနဲ့နေတယ်ပေါ့ဖူးထုတ်အင်ဂျင်လို့ပြောတာ ਨੇ ကျွန်တော်လေပတ်လှူရှားနေတဲ့အစိပ်ပိုင်းတွေဟာကျွန်တော်ချောချောမွေ့မွေ့ရှိတာတစ်ပိုင်းတည်တည်ကွေကွေရှိတာတစ်ပိုင်းတက်တက်တာတာဖြစ်နေတဲ့အတွက် cooling efficiency ပေါ့နော်အပူစုပ်ယူမှုအားအပူအေးတာပေါ့နော်အင်ဂျင်အေးတယ်ပေါ့အင်ဂျင်အေးတဲ့အတွက်အင်ဂျင်မောင်းနေတဲ့လူတွေအနေနဲ့ပြောမယ်ဆိုရင်ဖုတ်ထုတ်အင်ဂျင်ကိုမောင်းနေကြပါတယ်ဖုတ်ထုတ်အင်ဂျင်ကန်းဒီဒီတူးထုတ်အင်ဂျင်နဲ့ဆိုင်ရင်ကျွန်တော်တို့အင်ဂျင် heat တက်တာတို့ကတော့တူးထုတ်အင်ဂျင်ကပို့ပြီးတော့ heat တက်ပါတယ် lubrication အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းချောစီပေါ့ချောစီဆိုရင်ကျွန်တော်တို့ဖုတ်ထုတ်အင်ဂျင်လို့ပြောလိုက်တာ ਨੇ ချောစီပမာဏကုန်တာတိတ်ပြီးတော့မကုန်ပါဘူးလူစိတ်မှုတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင် ယူဆိတ်မှုနည်းတာကိုတွေ့ရပါတယ်။သူတို့အင်ဂျင်ကြတော့ကျွန်တော်ချောစီနဲ့ပြောမယ်။ပုံဆောင်မှုတွေပြောမယ်ယူဆိတ်မှုတွေပြောမယ်ဆိုရင်တော့ယူဆိတ်မှုပမာဏလည်းများပါတယ်။ကျွန်တော်ပုံဆောင်မှုပမာဏလည်းများပါတယ်။ပျက်စီးတာလည်းကျွန်တော်မြန်ပါတယ်။အကြောင်းမလို့ကျွန်တော်တူထုတ်အင်ဂျင်ဒီပါဝါများတာတစ်ခုတော့ပဲအကောင်းတာပဲကြံတဲ့အပိုင်းတွေကတော့အားနည်းချက်တွေရှိတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာဘယ်ကကြွလာရောဟော